ီတော့ချုပ်ပြီးတော့ပြန်ပြောပုံစံရှိပါလေ။နံပါတ်1တစ်ချက်ကတော့တနိုင်ငံလုံးပြည်ခတ်တိုက်ခတ်မှုရစီတဘောသူစာချုပ်ပြီးကျွန်တော်တို့ပြည်ထောင်စုကြီးကိုမွေးဖွားပေးလိုက်တဲ့ပြည်လုံးစာချုပ်ပြီးမှဒုတိယအကြီးအကျယ်ဆုံးစာချုပ်ဖြစ်တဲ့သူတွေချက်ကိုဒီပြတော်ကြောင့်ပါလေ။အဲ့ဒီတွေ့ကြောင်းတာကူကျွန်တော်တို့အနေနဲ့မပြည့်စည်ရလေအောင် ချောင်းထူမခိုင်ရလေအောင်အစိုးရဖိတ်ကတော့လကောတပ်မတော်ဖိတ်ကတော့လကောသူသူတရားတော်ကတော့လကောကျွန်တော်တို့တိုင်းရင်းသားလေးနေငယ်ဖြစ်ကြည့်တွေကတော့လကောကျွန်တော်ဘယ်ပြင်ပြီးခုဝိုင်းပြီးတော့သူစားဖို့လိုအပ်တဲ့သူတွေအချက်ဖြစ်ပါလိမ့်မယ်။အဲဒီ NCA စာချုပ်လို့ကျွန်တော်တို့ပြောရခဲ့ပါလေပဲအင်မတန်အကြီးကြီးတဲ့အဖြစ်အချက်ကျွန်တော်တို့တိုင်းပြည်အတွက် ခိုင်မာတဲ့အုတ်မိတစ်ခုနိုင်ငံကြီးအုတ်မိတစ်ခုဖြစ်နိုင်တယ်ဆိုတဲ့အချက်လေးကိုတော့ပြပြပေးချင်ပါတယ်အဲ့ဒါတော့ပါလဲဆိုတော့ NCA စာချုပ်ရဲ့အပိုင်းအခန်းတိအပိုင်းတိအခြေခံဘာပါတဲ့အချက်တွေဖြစ်ပါတယ်အဲ့ဒီအချက်ကကျွန်တော်တို့ကောင်းကင်ပေါ်လာလို့ရှိရင်တကယ်ဒီလူမျိုးချင်းကြီးကြီးကိုရရှိမြင်ချင်ရနိုင်တယ်ပြည်တွင်းစီတီချုပ်နေနိုင်တယ်ကျွန်တော်ကတော့ ပြလေးလေးပါအဲ့ဒါကပါလေးဆိုတော့အချိခံမှုရဲ့ခန္တီအချိခံမှုပိုက်တိပါကာကြီးမှာကျွန်တော်တို့ပေါ်ပြထားတဲ့ရှင်းပြပါတယ်ပြီးထောင်စုတမနာမြန်မာနိုင်ငံတို့အားပြီးထောင်စုမျိုးကိုကြီးတိုင်းရင်သားစီလုံးမျိုးကိုပုံမျိုးကိုကြီးနဲ့အချောအချာအာလာတီတိုက်ခိုင်နေကြီးတို့ကိုစီစုတွေဒါဟာကျွန်တော်တို့ လာဝတနာအဖဆီဆိုအပ်ခဲ့တဲ့ရည်ပြီးတော့တဆိုင်တော့မှကျွေးတော်လာခဲ့တဲ့ဘုဒ္ဓောင်းဒီလိုတော့ပတ်ဖြစ်ပါတယ်။အဲ့ဒါလည်းကျွန်တော်တို့အနေနဲ့ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ဒါကိုဆီဆိုပြီးတော့လွတ်လပ်မှုတန်းတူညီမျှမှုနဲ့တရားမျှတမှုတို့ကိုချီးခံနိုင်တယ်။ဒါလောကပါလာတရားတူပါလား။လောကပါလာတရားကြည့်မရှိဘူးဆိုရင်လူ့ဖွဲ့စည်းကြည့်သွားတာဘုရင်ချက်နိုင်ဘူး။ မပါရနိုင်ဘူးမကျူတဲ့နိုင်ဘူးမဖွင့်ပြနိုင်ဘူးအဲ့ဒါဆိုဒီလောကပါလတရားသုံးပါးကိုလည်းဒီမှာကျွန်တော်တို့ပုံပြထားပါတယ်လွတ်လပ်မှုတန်တူညီမြမှုတရားနဲ့တူလို့ဖြစ်ပါတယ်ဒါတွေကိုချီခံပြီးတော့လေကျွန်တော်ဆက်ဖတ်ပါမယ်ပင်လုံစိတ်ကနဲ့ညီဒီမိုကရေစီရေးအမျိုးသားတန်တူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းချက်အခွင့်အရေးများအာမခံချက်အပြည့်အဝစီတော့ ဒီမိုကရေစီနဲ့ပေဒရစနီတို့ကိုချီခံတိပြီးသောစုကိုနိုင်ငံကြီးဆွေးနွေးဆွေးနွေးပွဲကြတဲ့တဲ့အနေနဲ့ဒီဆုံးသွားရင်သူတို့ဒီမိုကရေစီကြီးဆိုတာကျွန်တော်တို့စီလေးလုံးဤတော်ဘုံကြီးကလေးရဒီတိုင်းပြည်မှာစီတဲ့သူတရားတော်ပေါ့ဆိုတာဖြစ်ပါတယ်တန်တူကြီးဆိုတာလည်းကျွန်တော်တို့ပေါ့ဆိုတာဖြစ်ပါတယ် ကိုပါတက်ထိုက်ပြီဆိုတာလေတိုင်းရင်သားလေးတွေကတော့ဟာကြီးကိုဖိရှိတွေအားလုံးကမကပေးနဲ့ပြည်သူစာချုပ်ရဲ့အဓိကပြည်ချက်တရဖြစ်ပါတယ်။ဒါတွေကိုကောင်းပြီးပြောရမယ်ဆိုပြီးတော့ကျွန်တော်တို့ချင်းချင်းကလေးတို့ထားတာပါလေ။ပြီးတော့ကျွန်တော်တို့ဒီထောင်မဲ့ပြည်ပေါ်စုကြည့်ရတဲ့ဒီမိုကရေစီစနစ်နဲ့ဖေဒရယ်စနစ်ကိုချီခံတဲ့ပြည်ပေါ်စုကြည့်ပြရမယ်ဆိုတဲ့အဖြစ်ပါလေ။ဘလောက်မှမှတ်ချက်ရှိတဲ့နိုင်ငံကြီးရဲ့အစ်တာရာပြုဝါတဲ့ ဒီ NCA စာချုပ်တနိုင်ငံတို့ပြခတ်တိုက်ခတ်ကြည့်စီသဘောထူစာချုပ်ကိုစာချုပ်ဖြစ်နေပဲကျွန်တော်တို့မဖားခဲ့တဲ့ကျွန်တော်တို့လက်တွေ့ဘဝငင်းချမ်းရေးကိုကျွန်တော်တို့ရရှိနိုင်ဖို့အတွက်ဆောင်ရွက်ဖို့တွေ့ဆိုလို့ရှိရင်ခုနကောင်းဆောင်ကြီးပြတ်ပြပြထားတဲ့အတိုင်းအစိုးရဘက်မှလည်းတာဝန်ရှိပါလေတပ်မတော်မှလည်းတာဝန်ရှိပါလေကျွန်တော်တို့တိုင်းရင်းသားလေးနဲ့ကိုယ်တော်လေးဖြစ်ရှိအားလုံးမှလည်းတာဝန်ရှိပါလေ ပြီးတို့သူတရားလုံးပါလေတာဝန်ရှိပါလေဒါကိုကျွန်တော်တို့ဝိုင်းပြီးတော့ဆောင်ရွက်ပြုလုပ်ပါမယ်ကျွန်တော်အမေရပြောပါတယ် ACA စာချုပ်ကြီးနိုင်တော့ပါလေပြောပါတယ်တမတော်ကြာစီကြီးတွေကိုလည်းကျွန်တော်ပြောတယ်အစိုးရအရာစီကြီးတွေကိုကြီးမြတ်ကိုလည်းကျွန်တော်ပြောပါတယ်ကျွန်တော်တို့တိုင်းရင်းသားလေးနေကြတော့လည်းအခွင့်အရေးစီကြီးတွေရဲ့ခေါင်းဆောင်ကိုလည်းကျွန်တော်ပြောတယ် BP Twin ရှိတဲ့တကွာဒီနေ့ကျွန်တော်တို့ရှင်ဆိုင်နေရတဲ့နိုင်ငံကြီးပြဿနာအားလုံးကို ကျွန်တော်တို့တွေကုမျက်နှာချင်းဆိုင်ပြီးတော့ဖြေရှင်းနေရတာဒီပြဿနာဒီဘီတွင်းရှိရှိကိုစတင်ခဲ့တော့ကျွန်တော်တို့တွေပါပါဘူးကျွန်တော်တို့တွေမွေးတော့မွေးသေးပါဘူးဒါပေမဲ့ဒီတမိုင်းရဲ့ဆူမွေတွေကျွန်တော်တို့အတူတူကခံစားနေတာဖြစ်ပါတယ်ဒီပေါ့ဆိုစီကြောပြီးခုနစီနီးပါရှိနေပြီဖြစ်တဲ့တမိုင်းဆူမွေကိုကျွန်တော်တို့အတူတူကခံစားပြီးတော့ အဲ့လိုအပွေစိုးကိုခံစားနေတဲ့သူချင်းချင်းရံပြန်မဖြစ်ပေနဲ့ခမရတော့ထူတော့ငါတော့ထူတော့ဆိုပြီးတော့ချင်းချင်းအပြစ်မဖို့ပဲတဲ့ကျွန်တော်တို့ဝိုင်းပြီးတော့ဒီပြဿနာကကျွန်တော်တို့အားလုံးရဲ့ပြဿနာဖြစ်တယ်ကျွန်တော်မပါဘဲနဲ့ဒီပြဿနာဖြစ်ရှင်းလို့ပြမရဘူးခမရမပါဘဲနဲ့ဒီပြဿနာဖြစ်ရှင်းလို့မရဘူးဆိုတဲ့ဒီပြဿနာကိုဖြစ်ရှင်းဖို့အတွက်ကျွန်တော်တို့ချင်းကမှုအတူတကွနဲ့ သမတို့ဖိကာပေါ်တော့အစူရဖိကာပေါ်တော့ကျွန်တော်တို့ကိုင်းရင်သားလေးနဲ့ကတော့အရင်ပစ်ဖိကာပေါ်တော့ပြီးတူတူထူရလုံးတော့ပေါ်တော့ကျွန်တော်တို့အတူတကွချင်းကပ်ပြီးတော့အတူတကွဥတီရတခုသေးကိုအတူတကွတွန်းမယ်ဆိုရင်ခုနဆရာကျောင်းတို့ပြောသူကျွန်တော်တို့အားလုံးဝိုက်ပြီးတော့တွန်းရတော့ဒီဟာယူနိုင်ပါ့မယ်ဒီငင်းချင်းကျွန်တော်တို့ကအရေးရှိတဲ့ပါတယ်ဆိုတော့ကျွန်တော်တို့ကြည့်ပါတယ်